MRI နေရာအတွက်အသင်းလျော်ဆုံးအစားထိုးဟာစောက်ကိတ်ဖြစ်တယ်။အားလုံးပဲမင်္ဂလာပါဗျာ။ Manchester Football ဆိုတာကိုပြန်လဲကြိုဆိုလိုက်ပါရီ။ဒီပတ်မှာ Ruben Amorim ရဲ့အသင်းကပြားတော်ကိုရှုံးနေခဲ့ပြီးနောက်အသင်းအနာကနေပတ်သက်ပြီးတော့အတန်တွေတဖြည်းဖြည်းပိုကျလာပါရီ။ Manchester United ကိုပြန်လဲတည်ဆောက်ဖို့ Ruben Amorim ကိုရွေးချယ်ထားခဲ့ပြီးမြေ Amorim ကမှန်ကန်တဲ့နည်းပြမှဟုတ်ရလားဆိုတာကလည်းမေးခွန်းထုတ်သူတွေတပတ်တတပတ်ပုံပုံများပြလာပါရီ။အသင်းဘက်ကလောလောဆယ်တော့ Amorim ကိုထုတ်ပေးဖို့အစီအစဉ်မရှိသေးပြီးမြေအစားတို့နည်းပြနေရာအတွက်စတင်လှုပ်ရှားနေပြီဖြစ်ကြောင်းသိရပါရီ။ တော့စပေါ်ကဖော်ပြလာတဲ့သတင်းအသစ်တစ်ပုဒ်မှာတော့ Gareth Southgate က United ရဲ့အသင်းလျော်ဆောင် Emery အစားတို့ဖြစ်ရှုမြင်ခြင်းခံထားရတဲ့နီးပြားတယောက်ဖြစ်ကြောင်းသိရပါတယ်။တင်းမှာဖော်ပြထားကြရတော့ Southgate က United ရဲ့ radar ထဲမှာအခုမှရှိနေတာမဟုတ်ဘဲနဲ့2024နိုဝင်ဘာ Emery ကိုစတင်မခန့်ခင်ကတည်းကရှိနေခဲ့တာပါ။ဒါပေမဲ့အဲ့ဒီချိန်တုန်းက Southgate ကကလပ်အသင်းကိုကင်တွယ်ခြင်းစိတ်မရှိသေးတာကြောင့်မခေါ်ခဲ့တာဖြစ်ကြောင်းသတင်းမှာဖော်ပြထားပါတယ်။ဆော့ကေကအင်္ဂလန်လွဲစဉ်အသင်းနီးပြားဖြစ် Euro Final ကိုနှစ်ကြိမ်ဆက်တိုက်တက်ရောက်နိုင်ခဲ့ပေမဲ့နှစ်ကြိမ်လုံးဒုတိယအဖြစ်နဲ့ပဲကျင်းနေလိုက်ရပါတယ်။ အဲဒါကြောင့်မယ်ယူရို2024ပြီးမှာတော့ဆောက်ကိတ်ကပြိုင်ပွဲပြီးနှစ်ရက်အကြာမှာပဲအသင်းကတွေထွက်ခွာပြီးတော့အနားယူနေဖို့ပဲဆုံးဖြတ်ခဲ့တာပေါ့။ WWE United ပူးတွဲပိုင်ရှင် Sergeant Redcliffe ကဒီခေါက်လေးဆောက်ကိတ်ကိုပဲ Tablet ဆက်သွဲထားရလို့တင်းနေထွက်ပေါ်နေတာဖြစ်ပါလိမ့်။ United ကကွင်းထဲမှာရုန်းကန်နေရတဲ့အမျှအသင်းကိုကယ်တင်ဖို့လိုအပ်နေပြီးတော့အဲ့အတွက် Sergeant ကတော့ဆောက်ကိတ်ကိုတော်လေးသဘောကျနေပါလိမ့်။ဒါပေမဲ့ United ကဆောက်ကိတ်သာထပ်ပြီးညှင်းဆန်ခရင်ဆိုတဲ့အခြေအနေတွေကိုလည်းကြိုတင်တွေးဆထားပါလိမ့်။ တကယ်လို့ဆောက်ခိတ်ကသာ United နီးပြမလုပ်ချင်ဘူးဆိုရင် United ကအစားတော်နီးပြတွေဖြစ် Christian Bale လက်ရှိနီးပြဖြစ်တဲ့ Oliver Glasner ဒါမှမဟုတ်ပုံမောက်နီးပြဖြစ်တဲ့ Anthony Ira Olaro တွေကနေရွေးချယ်သွားဖို့အရာထားကြောင်းလဲသတင်းထွက်ပေါ်နေပါတယ်ဒီဘက်မှာ United က Brentford ကို3-1နဲ့ရှုံးနေကြပြီနော် Emerson ပေါ်မှာလည်းဖိအားတွေများတဲ့များလာနေပါတယ် Emerson ရဲ့အသင်းကတရားစီမှာဥရောပပြိုင်ပွဲလည်းမရှိပေနဲ့တပတ်တပွဲပဲကစားရတာတော့မှလိနိုင်ပွဲနှစ်ပွဲပဲရှာပွေနိုင်ပါသေးတယ် United ကတန်းတက်အသင်းပန်လေးကိုအသေးအတန်နဲ့ရရှိထားတယ်လို့ Chelsea ကိုလည်းတယောက်ယောက်အနေထားနေတော့ကကိုတင်ထားနိုင်လို့သာအနိုင်ရရှိခဲ့တာဖြစ်ပါတယ် ဒါပြင် United ကဩဂုတ်လအတွင်းဖူအန်ကိုလည်းတည်ကြလိုက်သေးတာကြောင့်အမတ်စုဖို့ခက်ခဲနေပါရီ United က Arsenal, Manchester City နဲ့ Brentford တို့ကိုရှုံးနေုံနေမှာကသေးပဲနဲ့ Caravan Plaza ပွဲစဉ်မှာ Leeds အသင်း Griffith Town ကို Penalty မှာ12-11နဲ့ရှုံးနေပြီးတော့ Plaza တလုံးဆော့ဆော့ CC လက်လွတ်ထားရပါရီ Everton က Everton ရဲ့နေရာကိုဝင်ရောက်တောင်းယူပြီးနောက်ပိုင်း Premier League 33ပွဲကစားထားရမှာကိုယ်ပွဲပဲအနိုင်ရရှိထားပါရီဒါပြင် Everton က Sporting ကနေပြောင်းရွှေ့လာတာဆယ်လာကြာခဲ့ပြီးတာတောင် United နဲ့နှစ်ပွဲသက်တိုက်နိုင်နေဆိုတာမရှိဘူးသေးပါဘူး ဒါမဲ့ Emerin ကတော့သူလုပ်ရတဲ့အလုပ်နဲ့ပတ်သက်ပြီးတော့ဘလောက်ထိမီဒီယာဖိအားကြီးမှလဲဆိုတာနားလည်ထားကြအောင်ပြောလာခဲ့ပါတယ်။ Emerin ကသူဟာ United ရဲ့ရလဒ်တွေကိုပြောင်းလဲပြစ်နိုင်တယ်လို့လည်းနှစ်ဆတိုးပြီးယုံကြည်နေပါတယ်။ Emerin ကကျွန်တော်လုပ်နေပတ်သက်ပြီးတော့အမြဲတက်တောင့်တက်တာပါပဲ။ဒါကကျွန်တော်ဆုံးဖြတ်ချက်မဟုတ်လို့စိတ်မပူပါဘူး။ကျွန်တော်ဒီမှာရှိနေတဲ့မိနစ်တိုင်းကိုအကောင်ဆုံးကစားသွားမှာပါ။ကျွန်တော်အလုပ်နဲ့ပတ်သက်ပြီးတော့တစ်ခါမှစိတ်မပူဘူးပါဘူး။ကျွန်တော်ကအဲ့လိုလူမဟုတ်ပါဘူးလို့သတင်းတောက်တွေကိုပြောကြားသွားခဲ့တာပါ။ Emerin ကတပွဲပြီးသွားတိုင်းစင်ကြေးပေးနေမှာမဟုတ်ဘဲနဲ့နိုင်ရှုံးဆိုတာနောက်တပွဲပေါ်မှာမူတည်ကြောင်းပြောခဲ့ပါတယ်။ အဲ့တော့နောက်ပွဲကျရင်ရလက်တွေထွက်လာအောင်လှုပ်ဆောင်ကြတာဘောတို့လည်းအင်မိုရင်ကပြည့်စုံခဲ့ပါတယ်။အင်မိုရင်ကတော့နောက်တစ်ပတ်မှလည်းတန်တက်အသင်းဆန်ဒါလန်နဲ့ရှင်မဲကစားမှာမလို့ရလက်ကောင်တစ်ခုရနိုင်မှုအမျှော်လင့်သွားရမှာပါ။ဒါပဲကြောင်တဲ့တွေကဒီရာသီမှာပုံစံကောင်းမှရှိနေပြီးတော့အဖွင့်6ပွဲမှာ3ပွဲနိုင်တဲ့ပွဲရှုံးထားသေးတဲ့အတွက် United တို့ပွဲကိုသတိကြီးကြီးထားပြီးချင်းကပ်သွားမှာဖြစ်ပါတယ်။အင်မိုရင်ရဲ့ကံကြမ္မာကိုဒီပွဲကအဆုံးဖြတ်ပေးသွားမှာလားဆိုတာဆက်လက်ဆောင်ကြည့်သွားမှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။